မင်္ဂလာပါယခုခါမျှဝေမိသွားမှာကကျွန်တော်တို့ Facebook page တွေမှာဗီဒီယိုတင်တဲ့အခါယခုလို Carousel တင်လေးနဲ့ဒီ Like button လေးပေါအောင်တင်တဲ့နေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့လိုတင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီ YouTube FB account ရှင်းရပါမယ်အဲ့ဒီ account ကိုဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ် ဒီ account ဖွင့်ဖို့အတွက်ကျွန်တော်ဖုန်းမှာ browser တစ်ခုခုလိုအပ်ပါတယ်အဲ browser တော့ကိုယ်အစဉ်ပြေရဲ့ browser နဲ့တုံးကြပါကျွန်တော်ကတော့ဒီ chrome ပဲ chrome browser တွေပဲတုံးတာများတော့ဗောနော်ကျွန်တော်ကတော့ဒီ chrome နဲ့ပဲပြပေးထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တုံးမဲ့ browser တွေကိုဝင်လိုက်ပါဝင်ပြီးတော့လို့ရှိရင် browser ရဲ့ဒီ search bar နေရာမှာ 2tube2fb.net ခုလိုလေးရိုက်ပြီးကြတော့ရှားလိုက်ပါရှားလိုက်ပြီးတော့ဒီပုံစံတွေ့တယ်ဆိုလို့ရှိရင်ဒီ register ဆိုတာလေးကိုနှိပ်ပါ register နှိပ်ပြီးတော့ရှိရင်ဒီ name နေရာမှာ အစဉ်ပြေရာနိုင်တစ်ခုကိုရေးလိုက်ပါဥပမာဆိုကြပါစို့ဒီလိုမျိုးလေးအစဉ်ပြေရာနိုင်တစ်ခုကိုရေးပါ PD email နေရာမှာကျွန်တော်ဖုန်းမှာဟို Gmail account တစ်ခုဖွင့်ထားဖို့လိုအပ်ပါမယ်အဲ့ Gmail account ကိုဒီမှာကြိုက်ထည့်လိုက်ပါဒါပြီးလို့ရှိရင်တော့ဒီမှာ password နေရာမှာကျွန်တော်တို့မှတ်မိလွယ်မဲ့ password ကို ထားလိုက်ပါ ဲ့ဒီ password ကိုအပေါ်အောက်တူတူရိုက်ပေးမှာဖြစ်ပါတယ်ဒီ password လေးကိုထေချာမှတ်ထားပါအားလုံးဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ register ဆိုတာလေးကိုနှိပ်လိုက်ပါဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ email တွေကိုကျွန်တော်တို့ထည့်လိုက်တဲ့ mail တွေကိုသူက activation link လေးပေးလိုက်ပို့ပို့လိုက်ပါလိမ့်မယ်။အဲဒီ link ကိုကျွန်တော်တို့က သွားနှိပ်ပြီးတော့ဒီ account ကို active ဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့ရဲ့ထည့်လိုက်တဲ့ mail တဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ထည့်လိုက်တဲ့ mail ကိုဒီ activation link လေးပို့လိုက်ပါပြီဟိုဒီနေရာမှာ ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီ link ကိုဒီ tutu fv အနေနဲ့မှာချက်ချင်းမပို့ပါဘူးချက်ချင်းမပို့ပါဘူးအဲ့ဒီတွက် ကျွန်တော်တို့10မိနစ်ဒါမှမဟုတ်15မိနစ်လောက်စောင့်ပေးလိုက်ပါစောင့်ပေးပြီးလို့ရှိရင်ခုလိုမျိုး animation လေးလေးပို့လိုက်ပါလိမ့်မယ်ပို့ပြီဆိုလို့ရှိရင်ဒီ link ကိုနှိပ်ပါနှိပ်ပြီးတော့ဒီမှာအောက်မှာပါတဲ့ဒီအပြာရောင်လေးနဲ့ပေါ့နော်ဒီအပြာရောင်လေးနဲ့ link လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော် animation လုပ်ပြမှာဖြစ်ပါတယ်အဲဒါဆိုရှင်တော့ဒီမှာ your account has been activated you can now log into your account ဆိုရှင် ဒီ account ကအဲ့ဒီပဲဖြစ်သွားပါပြီအဲ့ဒီဖြစ်သွားပြီဆိုလို့ရှိရင်ဒီ email နေရာမှာဆော့ဆော့ကျွန်တော်ထည့်ခဲ့တဲ့ main နဲ့ password ကိုရိုက်ထည့်လိုက်ပါ ရိုက်ထည့်ပြီးလို့ရှိရင် login ကိုနှိပ်ပြီးတော့ဝင်လိုက်ပါအခုလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီ Q2FV account ကိုအောင်မြင်စွာဖွင့်လှစ်ပြီးသွားပါပြီ။ ကောင်းဖွင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုတင်ဖို့အတွက်ဒီ Judo FB ကိုလာစင်ကြီးဖေးသွင်းရပါတယ်။လာစင်ကြီးတလားစာတလားစာဖေးသွင်းရပါတယ်။အဲ့တလားမှာတလားစာအကောင့်မှာကျွန်တော် Facebook အကောင့်ဆယ်ကောင်းအပ်ပြီးတော့ကြတော့ဒီ post တွေတင်လို့ရပါတယ်။အဲ့ဒီအကောင့်ကိုတက်တန်းတို့ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရှိမှလာပြီးတော့တက်တန်းတို့လို့ရပါတယ်။ ပဲနောက်အပိုင်းနေမှာလဲကျွန်တော်ဒီ Tutu App မှာ Facebook account ကိုဘယ်လိုထည့်ရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်